ကျမ်းမာရမှုကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ9ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့ရုရှားကတင်ကြားတယ်ဆိုတဲ့ PNO အထူးကွန်မန်ဒိုတပ်သားများတင်းနှင်းစစ်ပြီးရပ်ပိုင်းအကြမှာပဲညောင်ရွှေတိုက်ပွဲမှာတိုက်ဆုံခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရပ်ပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်းရုရှားနိုင်ငံမှတင်းနှင်းစရာများနဲ့တင်ကြားထားတယ်ဆိုတဲ့ PNO PNA ပြည်သူစစ်နဲ့ အထူးကွန်မန်ဒိုတပ်သားများအရှိတမ်းမှာတည်ဆုံနေကြောင်းအင်းလီပြည်သူကာကွယ်ရေးတပ် IPDF မှတာဝန်ရှိသူတချို့ကပြောပါတယ်။လက်ရှိမှာတိုက်ပွဲဖြစ်ပွားနေတဲ့ညောင်ရွှေမြို့နယ်တောင်ဘက်ချမ်းမှာရှိတဲ့စစ်မျက်နှာမှာ PNA ပြည်သူစစ်ရဲအထူးကွန်မန်ဒိုတပ်သားများတည်ဆုံနေခြင်းဖြစ်တယ်လို့ဆိုပါတယ်။ရုရှားတင်နန်းဆရာများကတင်ကြားပေးခဲ့တဲ့ဆိုတဲ့အဆိုပါအထူးကွန်မန်ဒိုတပ်သားများဟာတင်နန်းစင်ပြည်ရပ်ပိုင်းအကြမှာပဲညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်းတည်ဆုံခဲ့ခြင်းဖြစ်ပါတယ်။ ညောင်ရွှေမြို့နယ်ရေဘူးရွာဘက်ကိုကွန်မန်ဒိုဆိုပြီးစစ်ကြောင်းထိုးလာတယ်။ပအိုးဘာသာစကားနဲ့အသေးကန်တက်သားလို့អော်ပြီးတက်လာတာ။ဟုတ်တယ်သူတို့ပြောတာမမှားဘူး။သူတို့ဟာကွန်မန်ဒိုတွေအသေးကန်တက်သားတွေဆိုတာတကယ်ဖြစ်နေတယ်။တက်လာတဲ့ကောင်တွေတည်သွားကြတယ်လို့ IPDF ကတာဝန်ရှိသူကပြောပါတယ်။လက်ရှိမှာစစ်ကောင်စီတက်တဲ့ PNA ပြည်သူစစ်တို့ဟာရေဘူးရွာအနီးစစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်များကပိတ်ဆို့ခုခံနေပါတယ်။အဲ့ဒီ PNA ပြည်သူစစ်ကွန်မန်ဒိုဆိုတဲ့ကောင်၅ရောက်ထပ်မနေဘူးတည်တာလို့ IPDF မှရဲဘော်တအူးကရေဘူးရွာအနီးတိုက်ပွဲဖြစ်စဉ်ပေါ်ရှင်းပြပါဗျ။စစ်ကောင်စီတက်တဲ့ PNA တို့ဟာအထိနာပြီးပြန်ဆုတ်ခြင်းအင်အားပြန်စုပြီးစစ်ကြောင်းပြန်ထိုးခြင်းနဲ့ရှေ့တိုးနောက်ဆုတ်လုံဆောင်နေကြောင်း၎င်းကပြောပါတယ်။ရုရှားနိုင်ငံမှတင်တန်းနီးပြများငှားပြီး PNO ရဲ့အထူးကွန်မန်ဒိုတပ်သားများအပတ်စဉ်တင်တန်းဆင်းပွဲကိုမေလ၂ရက်နေ့ကပြုလုပ်ခဲ့ပြီးနောက်စစ်ကောင်စီရဲ့အရှေ့ပိုင်းတိုင်းစစ်ထနာချုံမှအရာရှိများလည်းတက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ညောင်ရွှေမြို့နယ်တောင်ပိုင်းမှာရှိတဲ့စံကားကြီးရွာအုပ်စုထီခိုးရွာ ရေဘူးရွာတောင်ပိုကွဲရွာနဲ့ညောင်လေးပင်ကြေးရွာတို့ကိုစစ်ကောင်စီတပ်နဲ့ပူးပေါင်းစစ်ကြောင်းထိုးမယ်လို့ PNA ပြည်သူ့စစ်ကဧပြီလ6ရက်နေ့ကကြေညာခဲ့ပါတယ်။အဲဒီနေ့မှာပဲရေဘူးကြေးရွာအရှိတ်ချင်းစစ်ကြောင်းထိုးရမှာ PNA နဲ့စစ်ကောင်စီတပ်တချို့တိကြိုက်တေဆုံးမှုများပြီးပြန်လည်ဆုတ်ခွာသွားခဲ့ရက၎င်းတို့ရဲ့ကင်းထောက် drone တစ်စီးကို IPDF ကပြစ်ချရရှိခဲ့ပါတယ်။2022ကစပြီး PNO PNA ဟာအာနာသိန်းစစ်တပ်နဲ့ပူးပေါင်းမှုပြုလုပ်ခဲ့ပြီး၎င်းရဲ့နေမည်ဖြစ်တဲ့အထူးဒေတာ6မှာရှိတဲ့ ပင်လောင်ဟိုပုံးနဲ့စီဆိုင်မြို့နယ်မှာလူငယ်များကိုအတင်းအဓမ္မပြည်သူစစ်အဖြစ်သွတ်သွင်းပြီးလူမှုထမ်းမှစက်ကြီးများလဲကောက်ယူနေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းတစ်ပုဒ်ကတော့တောင်ခမ်းတိုက်ပွဲနှစ်ဖက်တက်ရှေတိုးနောက်ဆုတ်ဖြစ်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတိုက်ပွဲပြင်းထန်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တောင်ခမ်းဒေသမှာရှိတဲ့စစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်တက်တွေရှီတိုးနောက်ဆုတ်ဖြစ်နေတယ်လို့မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖစစ်စင်ရေးတာဝန်ခံဆရာကောက်ကြီးကပြောပါတယ်။အမြောက်တက်ရင်တွေရှိတဲ့တောင်ခမ်းဒေသကစစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့မတ်လတတိယအပတ်မှာတောင်ခမ်းကြီးရွာအနီးကမဲပုတ်ကြီးရွာကိုသိမ်းပိုက်ရပြီနော်။တလားအကြာမှာမဲပုတ်ရွာကနေတမိုင်ကျော်ဝေးတဲ့နောင်လင်ကြီးရွာကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။တောင်ခမ်းနဲ့၆မိုင်ပဲဝေးတဲ့မဲပုတ်ရွာကိုသိမ်းပိုက်စဉ်က အဲ့ဒီရွာရဲ့နောင်ချိုမျိုးနားကတိမ်ပင်တဲ့စခန်းကိုတင်းရတဲ့အောင်ဝါရဖြန့်ခဲ့ပါသေးတယ်။တကယ်တမ်းကတောင်ခန်းဒေသမှာနှစ်ဖက်တက်တွေကနေရာတစ်ခုကိုတင်းလိုက်ပြန်ဆုပ်ပေးရလိုက်အနေထားဖြစ်နေပြီးစစ်ကောင်စီတပ်ကဝါရဖြန့်နေတယ်လို့အတားရနေတာမဟုတ်ဘူးလို့ဆရာကောက်ကြီးကပြောပါတယ်။အခုလောလောဆယ်တော့ခံစစ်ရောတိုက်စစ်ရောနှစ်ခုစလုံး ready ပုံစံမျိုးပြင်ထားတာပေါ့။သူတို့ကအင်အားသုံးပြီးထိုးလာတာပဲရှိတာပါ။မြေပြင်ပုံစံအရတော့မြေပြင်စစ်ကြောင်းမှုတွေပြောတဲ့ပုံစံအရတော့သူတို့ထိုးလိုက်သူတို့ရသွားလိုက် ိုရီစုပ်ပေးလိုက်တကယ်လို့ကျွန်တော်တို့ပြန်ထိုးလိုက်ကျွန်တော်တို့ပြန်ရရင်လည်းသူတို့စုပ်သွားတယ်အဲ့ဒီလိုပုံစံမျိုးရှီတိုးနောက်ဆုပ်ပုံစံမျိုးပေါ်လို့ဆရာကောက်ကြီးကပြောပါတယ်တောင်ခန်းဒေတာမှာစစ်ကောင်စီတက်ကိုတအောင်တက်မတော် TNL ကဥဆောင်ပြီးဒနုပြည်သူလွတ်မြောက်ရေးတက်တော် DPL ကြောင်မဲခရိုင်အထူးတက်ကရေးအဖွဲ့မုံမိတ်ခရိုင်ပကဖနဲ့ပူးပေါင်းတက်တွေကခုခံကာကွယ်နေတာ ဖြစ်ပါတယ်တကယ်ကစစ်ကောင်စီတက်ဟာတောင်ခန်းနဲ့ကြောင်မိုင်ကျော်ပဲဝေးတဲ့နောင်လင်အထိပဲရောက်နေတာဖြစ်ပါတယ် စစ်တပ်လှုပ်ရှားနိုင်သေးတာဟာတောင်ခန်းဒေသနားကနောင်လင်ရွာဖြစ်ပြီးမြို့နယ်ဝေးနေစေဖြစ်ပါတယ်။ဒါပေမဲ့တောင်ခန်းဒေသမှာစစ်ကောင်စီတပ်တွေအသာရလာတာတော်လန်ရေးတပ်တွေကအမြောက်တရင်တွေကိုပိတ်ဆို့ထားရကနေစုတ်ခွာပေးလာရတာနောင်ချိုမြို့နယ်ဝေးနေသေးပေမဲ့မြို့ပတ်လာရလမ်းမိုင်းကမဲပုတ်ရွာကိုစစ်ကောင်စီတပ်တွေရောက်လာတာကိုတော့နောင်ချိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။အခုစစ်ကောင်စီတပ်ရောက်နေတဲ့ကြီးရွာတွေကနောင်ချိုတောင်ခန်းလမ်းပိုင်းရဲ့ဘေးမှာတည်ရှိတာမဟုတ်ပဲ လမ်းမရဲ့အရှိတ်အတွင်းပိုင်းမှာတည်ရှိတာဖြစ်ပါတယ်။ဒါအပြင်လက်ရှိစစ်ကောင်စီတပ်ရောက်နေတဲ့နောင်လင်ကျေးရွာဟာနောင်ချိုမြို့နဲ့16မှန်ကျော်ကွာဝေးပါသေးတယ်။လာရှိုးမြို့ကိုကိုကန်တပ်တွေကစစ်ကောင်စီကိုပြန်လည်ပေးအပ်ပြီးနောက်မှာလဲစစ်ကောင်စီကတောင်ခန်းဒေသကိုပုံမစီရေလှှရှားလာတယ်လို့နောင်ချိုမြို့ခံအသက်45နှစ်အရွယ်အမျိုးသားတအူကပြောပါတယ်။ နောင်ချိုမြို့ကိုတင်ပိုက်ပြီးနောက်မြို့နယ် -10 ခန့်ဝေးတဲ့စစ်ကောင်စီရဲ့အမြောက်စခန်းကိုကဲမှုဌာနချုပ်အပါအဝင်အမြောက်တပ်ရင်း၄ခုအထိရှိနေတဲ့တောင်ခန်းဒေသတိုက်ပွဲဟာကိုလဝင်းကျင်ကြာမြင့်လာပြီးဖြစ်ပါတယ်။အမြောက်တပ်တွေရှိနေတဲ့တောင်ခန်းဒေသကိုတော်လိုင်းရေးပူပေါင်းတပ်တွေက2024ဇူလိုင်လကုန်ပိုင်းကနေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကိုလတိုင်နေ့စဉ်ရက်ဆက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအစောပိုင်းမှာတော့တောင်ခန်းဒေသကအမတ၄၃၆နဲ့အမတ၄၃၆အမြောက်တပ်ရင်းနှစ်ခုကို 2024ခုနှစ်ဩဂတ်လ28ရက်နေ့မှာ TNLA နဲ့ပူးပေါင်းတက်တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။အဲ့ဒီနောက်ကြံတက်စကန်နှစ်ခုကိုဆက်လက်ထိုးစစ်ဆင်ခဲ့ပါတယ်။မုံမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖအထူးတိုက်ခိုက်ရေးတရင်1တရင်2နဲ့ရှမ်းမြောက်ပြည်နယ်ညီနောင်ပကဖများတောင်ခန်းစစ်မြေပြင်သို့ဆိုပြီးမုံမိတ်ခရိုင်ပကဖကတောင်ခန်းဒေသကိုစစ်ကူစီလွတ်တဲ့ရုတ်တံဖိုင်မနေ့ကမေလ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။နောင်ချိုမြို့တောင်ဘက်ဒုထဝရီမြေကိုတတအနောက်ဘက်မှာရှိတဲ့ တောင်ခန်းကြီးရွာမှာအမြောက်စကန်းကုတ်ကဲမှုဌာနချုပ်မဆခကိုတုံညာနှင့်နဲ့သူ့ရဲ့လက်အောက်ခံအမြောက်တရင်၃ရင်းဖြစ်တဲ့အာမတ34အာမတ236အာမတ436တို့ရှိတာပါအဲ့ဒီအထက်ကအမြောက်တရင်နှစ်ခုကိုတင်ပိုက်ပြီးကြံတရင်နှစ်ခုကိုပိတ်ဆို့ထားတဲ့အခြေအနေကနေဒီနှစ်ဆန်းပိုင်းမှာပိတ်ဆို့ထားတာတွေကိုတော်လန်ရေးတက်တွေကပြန်ဖွင့်ပေးလိုက်ရပါတယ်ဒါပေမဲ့ဩဂတ်စ်လကုန်ပိုင်းကလေးကတင်ထားတဲ့အာမတ436နဲ့အာမတ136တို့ရဲ့လက်ရှိအခြေအနေကိုတော့မသိရသေးပါဘူး စစ်ကောင်စီဟာနောင်ချိုမြို့ကိုလမ်းကြောင်းနှစ်ခုကနေစစ်ကြောင်းထိုးနေပါတယ်။တောင်ခမ်းရက်စောက်လမ်းမိုင်းကနေစစ်ကြောင်းထိုးအင်အားဖြည့်တင်းနေတယ်လို့နောင်ချိုပြင်ဦးလင်လမ်းမိုင်းကနေလည်းစစ်ကြောင်းထိုးနေပါတယ်။နောင်ချိုပြင်ဦးလင်လမ်းမိုင်းမှာလည်းစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲဆက်ဖြစ်နေတယ်လို့ဆေးဟာကောက်ကြီးကပြောပါတယ်။အဓိကကလာတာတော့ drone လာတယ်၊လေယာဉ်လာတယ်ပေါ့။မြေပြင်စစ်ကြောင်းတော့အင်ဝိုင်းကိုမလာသေးဘူး။အင်ဝိုင်းမြို့ကိုမထိုးနိုင်သေးဘူးလို့သူကပြောပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြန်မာရဲ့ကန့်ကွက်မှုကိုဘင်္ဂလားဒေ့ရှ်ပယ်ချခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။နေဆက်ဖြတ်ကျော်ထိန်းချုပ်မှုရှိနေတဲ့ AA နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရဆက်ဆံမှုကိုစစ်ကောင်စီမှကန့်ကွက်ကြောင်းစာတစ်စောင်အားဧပြီလအတွင်းပေးပို့ခဲ့ခြင်းအပေါ်ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်မှပယ်ချလိုက်ကြောင်းစစ်ကောင်စီရဲ့လက်ဝေခံမီဒီယာများမှယနေ့မေလ9ရက်နေ့မှာဖော်ပြကြပါဗျာ။ ဘင်္ဂလားဒေ့ရှ်ဟာအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီးမိမိတို့အကျိုးစီးပွားအတွက်မိမိတို့အလိုရှိသူနဲ့ထိတွေ့ဆက်ဆံမယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံအကျိုးစီးပွားကိုကာကွယ်မြင့်တင်ရန်လိုအပ်တယ်လို့ယူဆရင်ဘယ်အဖွဲ့နဲ့မဆိုချိန်ဆက်ဆောင်ရွက်သွားမှာဖြစ်ပြီးဘယ်သူမှပြောပြောအရေးမကြီးပါဘူးဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအနေနဲ့လွတ်လပ်တဲ့နိုင်ငံသားရေးမူဝါဒကိုအကောင့်ထည့်ဖော်နေတယ်လို့မြန်မာဘက်ကကန့်ကွက်မှုနဲ့ပတ်သက်ပြီးသတင်းတောက်တွေရဲ့မေးမြန်းမှုကိုဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်မှပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။ နေဆက်ဖြတ်ကျော်ထိန်းချုပ်မှုရှိနေတဲ့အင်အင်းနဲ့ဘင်္ဂလားဒေ့ရှ်နေနမိတ်အချုပ်ချာအာဏာပိုင်နယ်ကိုစီမံခန့်ခွဲကာကွယ်ရမှာဖြစ်ပြီးဒါဟာနေဆက်ဖြတ်ကျော်ပြဿနာဖြစ်လို့နေမြေထိန်းချုပ်ထားသူနဲ့အဆက်အသွယ်လုပ်ရမယ်။အင်အင်းနဲ့တီးတွေ့ဆက်ဆံဆွေးနွေးမှုတွေဟာမြန်မာနိုင်ငံရဲ့နေမြေစိုးမိုးမှုဆိုင်ရာဘင်္ဂလားဒေ့ရှ်ရဲ့ယက်တီချက်ပြောင်းမှာမဟုတ်ဘူးလို့ခါလီလာရာမန်မှပြောပါတယ်။နာဆာကနဲ့လည်းအဆက်အသွယ်တွေရှိနေတယ်။ကုန်သွယ်ရေးရိုဟင်ဂျာကိစ္စတွေမှာဆက်ပြီးပတ်သက်နေတဲ့နှစ်ဖက်ဆွေးနွေးပွဲဆက်လုပ်ဖို့တွေရှိတယ်။ပြဿနာတစ်ခုကိုဖြေရှင်းခြင်းရဲ့ ဘတ်ပေါင်းစုံဆက်သွယ်ရှိဖို့လိုတယ်ဒီလိုမှမဟုတ်ရင်ဘာမှဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးရခိုင်ပြည်နယ်စစ်ပေးရှောင်တွေအတွက်ဘင်္ဂလားဒေ့ရှ်ကတဆင့်လူသားချင်းစာနာမှုစင်ကြံဖန်တီးပြီးအကူအညီတွေပေးဖို့နိုင်ရေးအတွက်ကုလသမဂ္ဂအနေနဲ့နာဆာကအီအီတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စကတော့ပြဿနာတရအဖြစ်ရှိနေသေးပြီးတပ်ဆိုင်ရာအားလုံးနဲ့အဆက်အသွယ်ရှိတယ်လို့ခါလီလာရာမန်ကပြောကြောင်းဖော်ပြထားပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းတစ်ပုဒ်ကတော့ဒလမှာចောင်းသူနှစ်ဦးကိုတရုတ်မယားဖြစ်စီယုံခဲ့တဲ့တရုတ်နိုင်ငံသားအားထောင်ထံ73နှစ် စကပြန်လင်မယားကိုထောင်နှံ၁၀နှစ်စီချမှတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရန်ကုန်တိုင်းဒလာမြို့နယ်မှာအမျိုးသမီးငယ်ကျောင်းသူနှအိုးကိုတရုံမယားပြုတ်လို့ရန်စီယုံခဲ့တဲ့တရုံနိုင်ငံသားနဲ့စကပြန်လင်မယားဖြစ်သူတို့ကိုလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုံမှန်နဲ့ဖမ်းဆီးပြီးထောင်ဒဏ်ချမှတ်လိုက်ကြောင်းရဲတပ်ဖွဲ့နဲ့နှိစက်သူထံမှသိရှိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကဒလာမြို့နယ်ကမာကစီရပ်ကွက်မှာနေထိုင်တဲ့ကျောင်းသူနှအိုးကိုတရုံမျိုးသားတအူးနဲ့စကပြန်လင်မယားနှအိုးတို့မှာ တရုတ်လက်မယားအဖြစ်လက်ထပ်ထိမ်းမြှားရန်စီယုံပြောဆိုနေတဲ့ရုပ်သံဖိုင်များလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ်။အဲဒီလိုပြန့်နှံ့ပြီးနောက်၎င်းတို့ကိုဥပဒေနဲ့အညီအရေးယူပေးရန်အမှုဖွင့်တိုက်တန်းချက်အရ February 6ရက်နေ့ကပင်ဒလာရဲစခန်းမှာလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုံမှ35မြင်းဆောင်44နဲ့အမှုဖွင့်လက်ခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့နဲ့နှိစက်သူထံမှသိရှိရပါတယ်။ရန်ကုန်လေစိတ်ကနေထိုင်းနိုင်ငံကိုသွားဖို့လှုပ်ထားတာသူတို့ကရန်ကုန်လေစိတ်လာဘကောက်ကိုရောက်လာတဲ့အချိန်မှာဖမ်းဆီးရမိခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နှိစက်သူကပြောပါတယ်။တရုံမရအဖြစ်စီယုံပြောဆိုခဲ့တဲ့စကားပြန်ဖြစ်တဲ့ဒလမျိုးနဲ့အောင်စော်ဦးခဟာမီဒူလာနဲ့ဇနီးတီတာအောင်တို့ကိုတွန်တေးခရင်တရားရုံရာဇဝေကြီးမှုအမှတ်20မြင်းဆောင်2025လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုံမှ35မြင်းဆောင်44အရအလုံးနဲ့ထောင်ဒဏ်10နှစ်ချမှတ်ခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်တရုတ်နိုင်ငံသားဖြစ်သူမစ္စတာလောင်ဖီဆိုသူကိုတွန်တေးခရင်တရားရုံရာဇဝေကြီးမှုအမှတ် 20မြင်းဆောင်2025လူကုန်ကူးမှုတားဆီးနိုင်နေရေးဥပဒေပုံမှ35မြင်းဆောင်44အရအလုတ်နဲ့ထောင်တန်10နှစ်ချမှတ်လိုက်ပြီးဒလားမျိုးနဲ့တရားရုံးကလည်းရာဇဝေကြီးမှုအမှတ်33မြင်းဆောင်2025ခုနှစ်လူဝင်မှုကြီးကြပ်ရေးအဥပဒေပုံမှ73အရအလုတ်နဲ့ထောင်တန်3နှစ်ချမှတ်ခဲ့၍စုစုပေါင်းအလုတ်နဲ့ထောင်တန်73နှစ်ချမှတ်လက်ကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါ အခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရင်သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။